ချမ်းမာရေးအတွက်ဂရုစိုက်ရမယ်နိုင်ညာသူတည်သနာပြုချက်တွေအရာညာဆိုင် အလုပ်လုပ်တဲ့သူတွေဟာချမ်းမာရေးအခြေအနေကမောက်ကမဖြစ်တတ်တာကိုတွေ့ရှိရပါတယ်။ဓာတိမမှန်ခြင်း၊အယိုးပွားယောဂါဖြစ်ခြင်း၊ပြင်းစားကင်စားဖြစ်ခြင်း၊ကိုယ်ဝင်မရနိုင်ခြင်း၊စတဲ့ယောဂါတွေပိုလို့ဖြစ်တတ်ပါတယ်။ညတကောင်၁၂နာရီ၁၀မိနစ်အထိမအိပ်သေးတဲ့သူများမှာဆိုရင်ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်ပျက်ပြောင်းလဲစဉ်များကို ကိုတွင်အရေးလောင်ကျွမ်းမှုကိုသာအားကိုးရပါတယ်။ညတကာ၁၂နာရီ၁၀မိနစ်အထိမအိပ်သေးတဲ့သူများတွင်ခန္ဓာကိုယ်ဤဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည်ကိုတွင်အရေးလောင်ကျွမ်းမှုကိုသာအားကိုးရပါသည်။ကိုတွင်အရေးလောင်ကျွမ်းမှုသည် အစိတ်အတောက်ဖြစ်ပေါ်မှုများဖြစ်တတ်ပါတယ်။ကိုတွင်အရေးလောင်ကျွမ်းမှုသည်အစိတ်အတောက်ဖြစ်ပေါ်မှုများတတ်ပါသည်။ခန္ဓာကိုယ်ဤတက်ဆောင်ရည်များကိုအဆစ်တက်ဖြစ်စေနိုင်ပါသည်။ ဒါကြောင့်လည်းခဏခဏအေးရပြက်ခံတဲ့သူတွေဟာဆေးလိပ်တောက်အရက်တောက်သူများဖြစ်နိုင်တဲ့ယောဂါများထက်ငါးစားပုံမှုဖြစ်နိုင်ပါတယ်။ဒါကြောင့်နေ့စဉ်အတက်နိုင်လို့ည7:00နာရီမတိုင်ခင်အေးရပါမယ်။မဖြစ်မနေညမှာအလုပ်လုပ်ရန်ရှိတဲ့ဆိုရင်လည်းအသားမပါတဲ့ညလေသာရှားထားရင် ခံပါပါတယ်။မနေ့အခါနေထွက်သည် န္ဓာကိုယ်လဲသဘာဝလောကကြီးမှာတည်ရှိပြီးအချိန်မမှန်စီးကြကြကြလှုပ်ရှားမှသာကျန်းမာပျော်ရွှင်ပါမယ်။ည9:00နာရီကနေမနက်3:00နာရီခန္ဓာကိုယ်အားဖြည့်ခြင်း။ည9:00နာရီကနေည7:00နာရီခန္ဓာကိုယ်ခုခံကာကွယ်စနစ်အချိန်။အလယ်တန်းအောက်ကလေးသူငယ်တွေဟာယောဂံခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးတာကြောင့်ည9:00နာရီမှာအိပ်စက်နေပုံမှုကောင်းမွန်ပါတယ်။ ည7:00နာရီကနေည7:00နာရီကတော့ဂျိုးရင်းချင်းစီကနေတွင်းနေသူတိောက်ချင်းနဲ့ဖြစ်ပါတယ်။မနက်7:00နာရီမနက်3:00နာရီအသေးရဲ့အချိန်ဖြစ်ပြီးတော့မနက်3:00နာရီကနေမနက်9:00နာရီဟာအသက်ရှူစနေအတွက်အချိန်ဖြစ်ပါတယ်။မနက်4:00နာရီဟာဆိုရင်ခန္ဓာကိုယ်ရဲ့တွေးခုံအားအပြုံဆုံးနှလုံးခုံလုံးအနည်းဆုံးဖြစ်ပါတယ်။ရှင်းပညာမှာအန္တရာယ်များတဲ့၄နာရီခုပြောဆက်မှတ်ပြကြပါရစေ။ လက်တွေမှာဤသေး၌ရင်ကျက်နှလုံးလေးဖြက်အုံနောက်သွေးကြောယောဂနှလုံးသွေးတို့ယောဂစတဲ့ယောဂဖောက်ပြန်တတ်တဲ့အခြေအနေဖြစ်ပါတယ်။ဒါကြောင့်လည်းအဖိုးဖွားများမနက်9နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်ပါတယ်။မနက်9နာရီကနေမနက်9နာရီကတော့ဥမကြီးရဲ့လှုပ်ရှားဆုံးအချိန်ဖြစ်ပြီးတော့မနက်9နာရီကနေ9နာရီကတော့အစာရင်အလှုပ်ရှားဆုံးအချိန်ပဲဖြစ်ပါတယ်။ဒါကြောင့်မနက်9နာရီမတိုင်ခင်မနက်စာစားသင့်ပါတယ်။ မနက်9:00နာရီကနေမနက်7:00နာရီဟာတရရွယ်ရဲ့အလုံစားလုံးကြီးဖြစ်ပါတယ်7:00နာရီကနေ7:00နာရီဟာဆိုရင်လူရင်းချင်းစီတွေးတိရောက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ကောင်းစွာအနားယူနိုင်ရဲ့ဆိုရင်တွေးအားနေရောကမဖြစ်တော့ပါဘူးနေ့လေ7:00နာရီကနေညနေ3:00နာရီဘယ်အလုံစားလုံးချိန်မှာညနေ3:00နာရီကနေညနေ9:00နာရီအထိကတော့စီအိမ်ရဲ့အလုံစားလုံးချိန်ဖြစ်ပါတယ် အချိန်မှာရေများများတောက်ဖို့ဟာအလွန်ပဲအရေးကြီးနေပါတယ်။မနေ့9နာရီကနေ9နာရီကတော့ကြောက်ကက်ရဲ့အလှုပ်ရှားဆုံးဖြစ်ပါတယ်။ည9နာရီကနေည9နာရီကတော့နှလုံးနဲ့အုံနှောက်အာယုံကြောစီးရဲ့အလှုပ်ရှားဆုံးအချိန်ဖြစ်ပါတယ်။၎င်းတို့မှာ ရှီးတိရုပ်တိုင်းရင်းစီးပညာတို့ရဲ့ဖြူတို့ပဲဖြစ်ပါတယ်။